အားလုံးပဲမင်္ဂလာပါ။မြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ခရစ်တိုကြားဖြန့်ဂိုင်းတွေကကမ္ဘာလုံးဆိုင်ရာချိန်ချောက်မှုတစ်ခုဖြစ်လာနေတဲ့သတင်းနဲ့အတူတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကြားအနေငယ်ပတ်တိုက်မှုဖြစ်ပွားခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါရခင်ဗျာ။ ရမတဘောင်းအနေနဲ့ crypto ကြားပြန်ခိုင်းတွေကကမ္ဘာလုံးဆိုင်ရာချိန်ချောက်မှုတစ်ခုဖြစ်လာတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။နိုင်ငံတကာရဲတပ်ဖွဲ့ Interpol က crypto နဲ့ဆက်ဆက်လိမ်လည်မှုတွေကိုကမ္ဘာလုံးဆိုင်ရာချိန်ချောက်မှုကြီးတစ်ခုအဖြစ်သတ်မှတ်လိုက်ပါပြီ။ဒီလိမ်လည်မှုတွေကကမ္ဘာနဲ့တဝမ်းလိမ်လည်မှုတွေရဲ့အဓိကဘဝမှာရှိနေတဲ့ဆိုတာကိုတရားဝင်အသိအမှတ်ပြုလိုက်တာဖြစ်ပြီးတော့ကြားပြန်ကိစ္စတွေကို PPCC ကင်တွယ်ဖို့ပထမဆုံးခြေလှမ်းတည်းရဲ့စတင်လိုက်တာဖြစ်ပါတယ်။ ။ Interpol ရဲ့အဆိုအရ Crypto အလိန်ကွန်ရက်တွေကလူကုန်ကူးမှုတွေ online လိမ်လည်မှုတွေနဲ့အတင်းအကျပ်လုံအားပေးခိုင်းမှုတွေနဲ့ဆက်ဆက်နေပြီးနိုင်ငံပေါင်း60ကျော်ကလူတွေကိုထိခိုက်နေပါတယ်။များသောအားဖြင့်ဝင်ငွေကောင်းကောင်းရနိုင်မဲ့ပြည်ပအလောက်ကန်ဆိုတဲ့ခေါင်းစဉ်အောက်ကနေတိမ့်သွင်းစီယုံလေးရှိကြပြီးဒီနောက်မှာတော့လူကုန်ကူးကြားပြန့်ခိုင်းတွေကိုအတင်းသွသွင်းပြီးတော့အလိန်ညာပုံစံမျိုးစုံကိုကမ္ဘာတဝန်းကလူတွေစီပြတ်မှတ်ထားပြီးလောက်ခိုင်းကြောင်း Interpol ကဆိုထားပါတယ်။ ဒီလိုမျိုးကြားပြန့်ကွန်ရက်တွေကိုလဲပတ်တဲ့ရာဇဝဲခိုင်းတွေကသူတို့ရဲ့ပြည်မှတ်သားကောင်တွေကိုလိန်လေဖို့နဲ့သူတို့ရဲ့လုပ်ငန်းတွေကိုဖုံးကွယ်ဖို့အတွက်ခရစ်ပတိုနဲ့ဘလော့ချိန်နည်းပညာအပါအဝင်နည်းပညာအမြင့်တွေကိုအသုံးပြုကြတာကိုလည်းတွေ့ရှိရပါတယ်။ဒီလိုမျိုးကြားပြန့်ခိုင်းပုံစံတွေဟာအစပိုင်းမှာအရှေ့တောင်အာရှမြန်မာကမ္ဘောဒီးယားနဲ့လာအိုကနေဆက်ဒေသတွေမှာစတင်ခဲ့ပါတယ်။2020ခုနှစ်ဇန်နဝါရီလလောက်ကစပြီးသားကောင်တွေကအိန္ဒိယနဲ့တရုတ်ကနေလည်းလာခဲ့ကြတယ်လို့သိရပါတယ်။2023ခုနှစ်မေလလောက်မှာတော့ရုရှား၊ကိုလံဘီယား၊အာဖရိကအရှေ့ပိုင်းနိုင်ငံတွေနဲ့ ပြည်တွင်အထိပါပြန့်နှံ့သွားခဲ့ပါတယ်။ဒါကြောင့်အင်တာပေါ်အနေနဲ့ဒီလိုမျိုးကဘာအနှံ့ပြန့်နှံ့နေတဲ့ကြားဖြန့်တွေကိုနှိမ်နင်းနိုင်ဖို့အတွက်အရေးယူမှုတွေကိုပြင်းပြင်းထန်ထန်လှုပ်လာနိုင်ခြင်းရှိနေပြီးဒီစီမံကိန်းကကြားဖြန့်အားပေးလက်နက်ကိုင်းအဖွဲ့အစည်းတွေနဲ့စစ်အုပ်စုအပေါ်ကိုလည်းအကျိုးသက်ရောက်မှုကြီးလာနိုင်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကြားအနေနဲ့ပတ်တိုက်မှုဖြစ်ပွားခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။ အဘိအေဂျင်ဟက်ခံရမှုရဲ့နောက်ွယ်မှာလဲဇက်လိုက်ကြော်ကြီးတွေပါဝင်နေကြောင်းတန်တရာရှိခံရပြန်ပါပြီခရစ်ပတိုနယ်ပယ်အတွင်းဟက်ခံရမှုတိုင်းလိုလိုရဲ့နောက်ွယ်မှာရှိနေတဲ့ Lazarus အဖွဲ့ကတန်တရာအဖြစ်ခံရဆုံးသူတွေထဲမှာထိတ်ဆုံးကပါဝင်လာတာဖြစ်ပါတယ်တကယ်သာမှန်ကန်ခဲ့ရင်တော့တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားတို့ရဲ့စိုက်ဘာစစ်ပွဲတစ်ခုကိုမြင်လာရနိုင်တယ်လို့အနောက်ရက်ကလေယုံကြီးတို့သောတပုံထားအောင်မှာပါပဲအခုလက်ရှိမှာဘသူပဲဝါဖြစ်ကြောင်းတတ်သိအထောက်အထားအတိအကျမသိရသေးပေမဲ့ငွေရေထုံသွားတဲ့အချိန်နဲ့ပမာဏက အရင် Lazarus အပွဲလက်ချက်နဲ့အတော်လေးတူနေပြီးတော့ Acha platform တွေအခံရတော့ကပုံစံမျိုးဆက်လုပ်တယ်ဆိုရင်တော့ Lazarus လက်ချက်ဖြစ်ကြောင်းအတည်ပြုနိုင်သွားမှာပါအခုလက်ရှိမှာ Epic အနေနဲ့တိုက်ခိုက်ခံရမှုအသေးစိတ်ကိုမထုတ်ပြန်ထားသေးပေမဲ့ပါသွားတဲ့ငွေတွေကိုပြန်ယူနိုင်ဖို့အတွက်တော့နီလန်ပေါင်းစုံနဲ့စူးစမ်းသွားမှာဖြစ်တယ်လို့ user rate အနေနဲ့ငွေကြေးဆုံးရှုံးတာမျိုးအဖြစ်ခံမှာမဟုတ်ကြောင်းထုတ်ပြန်ထားပါတယ်။ Lazarus ဘက်ကလည်းဒီကိစ္စကသူတို့လက်ချက်ဖြစ်ကြောင်းထုတ်မပြောသေးသလို why head of our re suje re ပြန်ကလန်းနာမျိုးတွေလည်းမတွေ့ရသေးပါဘူးဘလို့ပဲဖြစ်ဖြစ် user တွေအနေနဲ့ကတော့ကိုယ့်ရဲ့ငွေကြေးတွေကိုလုံခြုံထိန်းသိမ်းဖို့အတွက်ပို့ပြီးတရေထားတာဝန်ယူရတော့မှာဖြစ်ပါရခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန် crypto ရရှိထားတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာ cryptocurrency ဝယ်အောင်လုပ်ဖို့ Binance account တခုမရှိသေးဘူးဆိုရင် trading lot တဲ့မှာ fee discount ပြင်ရမယ့်အခုကုတ်ကိုအသုံးပြုပြီးတော့ account ဖွင့်နေပါတယ်နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade တိုင်းမြတ်ကြပါစေခင်ဗျာ